ဖိလက်ပိုင်မှာအမိုက်ပုံတွေကစားရင်းစားကြံတွေကိုဒီလိုမျိုးပြန်ချက်ပြီးစင်းရဲသားတွေကိုရောင်းနေတယ်။ပက်ပယ်လို့ခေါ်တဲ့ဟင်းနီယာတစ်မျိုးကြောင့်ပြိသက်တွေကြောက်ကြပါကြပါသလား။ဒီဟင်းနီယာကဖိလက်ပိုင်နိုင်ငံကစင်းရဲသားရဲ့ကွက်တွေမှာလူကြိုက်များတဲ့ထမင်းနဲ့တွဲဖက်စားတဲ့ဟင်းနီယာတစ်မျိုးပါ။ဒီဟင်းကိုအမိုက်တရိုက်တွေတဲကနေကောက်လာတဲ့အသားကျွင်းအသားစားတွေနဲ့ချက်ပြုတ်ထားတယ်လို့ပြောရင်ပြိသက်တွေရှော့ဖြစ်သွားမယ်ဆိုတာလုံးဝသိကြပါတယ်။ပြိသက်တွေစားသောက်ဆိုင်ကနေဆုံးပြစ်လိုက်တဲ့အသားကျန်ကားကျန်တွေဘယ်ရောက်သွားလဲလို့တွေးမိဘူးပါသလား။ ဒီအသားကြံ၅ကြံတွေကဘယ်ကိုရောက်သွားသလဲဆိုရင်တခြားအမိုက်တွေနဲ့ရောပြီးတော့အမိုက်ပုံကိုရောက်သွားပါတယ်။အမိုက်ပုံတွေကအသား၅တွေကိုလူတွေကညာကြီးတကောင်မှာရှာဖွေစုဆောင်းပေးပါတယ်။မနေ့ရောက်ပြီဆိုရင်တညာလုံးစုဆောင်းထားသမျှအသားကျွင်း၅ကျွင်းတွေကိုထမင်းဆိုင်ပိုင်ရှင်စီကိုပြန်ရောင်းပါတယ်။ထမင်းဆိုင်ပိုင်ရှင်ကဒီအသား၅တွေကိုစိတ်တိုင်းကြသည့်အထိတန်ရှင်းရေးလုပ်ပြီးတော့ဟင်းတစ်ခွက်အဖြစ်ပြန်ချက်ပြီးသူ့ဆိုင်မှာတင်ရောင်းနေပါတယ်။ပတ်ပတ်လို့ခေါ်တဲ့ဒီလိုဟင်းတွေကဆင်းရဲသားရက်ွက်တွေမှာဘယ်လောက်ထိအေးပါနေကြလဲ။ ီဟင်းနေရာကိုချက်ပြိုးဖို့အတွက်ရောဘလို့အဆင့်မျိုးကိုဖျက်ကျော်ရသလဲဒီအကြောင်းမျိုးကိုစိတ်ဝင်စားခွေရတင်ဆက်ပေးသွားမှာမို့ပရိသတ်တွေဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်ဗီဒီယိုလေးကိုမကြည့်ရှုခင်မှာပရိသတ်တွေ Best Media ကို Like and Follow လေးလုပ်ပြီးတော့အားပေးသွားဖို့လည်းပြောချင်ပါတယ်ပရိသတ်တွေမြန်မာနိုင်ငံနဲ့ထိစပ်နေတဲ့နိုင်ငံတစ်နိုင်ငံမှာဒီလိုပုံအောင်မျိုးရှိနေရဆိုတာကိုပရိသတ်တွေကြားဘူးကြမယ်လို့တော့မထင်ပါဘူး။ပရိသတ်တွေအခုမြင်တွေ့နေရတာကဖိလစ်ပိုင်နိုင်ငံရဲ့မြို့တော်မနီလာကကြောင်ကြပြီးလူနေထူးထပ်လာတဲ့ဆင်းရဲသားရပ်ကွက်တစ်ခုမှဖြစ်ပါတယ်။ စားဝတ်နေရေးအတွက်အသက်ထွက်မတက်လုံးပန်းနေရတော့အစားကိုကောင်းကောင်းမစားနိုင်တဲ့ဒီရက်ဝက်ကလူတွေအ धिक အာဟာရဖြည့်တင်းရနေရကဒီရက်ဝက်ထမင်းဆိုင်တွေပါဒီထမင်းဆိုင်ဒီမှာ felt bag လို့အမည်ပေးထားတဲ့ဟင်းတစ်မျိုးကိုထမင်းနဲ့တွဲဖက်ပြီးတော့အဓိကရောင်းချနေပါတယ်။ felt bag ကိုဘလို့ပစ္စည်းတွေနဲ့ချက်ပြုတ်ထားတယ်လို့ဆိုတော့အမိုက်ပုံမှာစုမြင့်ထားတဲ့အသားဟင်း၅ဟင်းတွေကိုစုဆောင်းပြီးချက်ထားတာဖြစ်ပါတယ်။ felt bag ဟင်းကဘယ်ကနေစပြစ်လာတယ်ဆိုတော့ဒီအမျိုးသားစီကနေစတင်ပါတယ်။သူကအမိုက်ပုံလေးစီကနေထမင်းကြံဟင်းကြံတွေကိုလိုက်လံစုဆောင်းပေးသူပါ။ ူအလုတ်ကည7:00နာရီကနေမနက်4:00နာရီလောက်ထိအမိုက်ပုံထဲမှာတဘုံဘုံတပွားကနေလှုပ်ရတာဖြစ်ပါတယ်။ဒါပေမဲ့စားသောက်ဆိုင်တွေကပြစ်လိုက်တဲ့အမိုက်တွေကိုတော့သူကညနေလောက်ကလေးကစောင့်ကြည့်ပြီးတော့လမ်းကြောင်းတွေကိုလိုက်လံမှတ်သားထားရပါတယ်။ဒီလိုလုပ်တဲ့အတွက်သူကတပတ်ကို6ဒေါ်လာခန့်ရပါတယ်။ဒီငွေကသူ့အတွက်အင်စင်ရိတ်ကိုအတိုင်းတာတစ်ခုထိကာမိစေတဲ့ပမာဏလည်းဖြစ်နေပါတယ်။သူကအသားဟင်းအကျဉ်းကျန်တွေကိုစုဆောင်းပေးပြီးတဲ့နောက်မှာခမင်းဆိုင်ဟင်းစီသွားရောက်ပါတယ်။ဆိုင်ရှင်ကနေမှသူယူလာတဲ့အကျဉ်းကျန်တွေကိုကြည့်ပြီးတော့ဈေးဖြတ်ပေးပါတယ်။ ဆိုင်ရှင်အနေနဲ့ဖက်ဖက်ကိုချက်တော်မယ်ဆိုရင်အရင်ဆုံးလုပ်ရတာကဈေးထဲမှာစက်သွင်းကြက်သွင်းနဲ့ဂျင်းတို့ကိုများများစားစားဝယ်ရတာပါ။အိမ်ပြန်ရောက်ပြီဆိုရင်တော့အမိုက်ထဲကနေကောက်လာတဲ့အသားတွေကိုရေနဲ့နိုင်နိုင်ဆေးရပါတယ်။ရေနဲ့ဆေးရုံနဲ့နေမှာပဲသူကအယိုးတွေကိုပါတချောင်းမကျန်ဖိထုတ်တာဖြစ်ပါတယ်။သူချက်မယ်ဖက်ဖက်ဟင်းကအယိုးမပါတဲ့အသားဟင်းတည်တံမှာချက်ပြုတ်တော့မယ်ဆိုရင်ခင်းအင်ဂျင်ကြီးကြက်သွင်းနဲ့ဂျင်းတွေကိုနိုင်နိုင်ထည့်ပြီးအနှစ်တွေဖြစ်အောင်အရင်ဆုံးချက်ရပါတယ်။ ဲ့ဒီနောက်မှာတော့ရေးဆေးထားတဲ့အသားစာတွေကိုထည့်ပေါင်းပြီးချက်လိုက်မယ်ဆိုရင်စည်ရသားရက်ွက်တွေမှာစားသုံးသူပေါ်များပြီးတော့ကြိုက်နှစ်သက်သူလည်းညပြတယ်ဖက်ဖက်ဆိုတဲ့ဟင်းကိုရရှိပြီးပဲဖြစ်ပါတယ်စားသောက်ဆိုင်ကြီးတွေကအမိုက်တွေနဲ့ရောပြစ်လိုက်တဲ့အသားဟင်းအကျဉ်းကျန်တွေကနေတဆင်ပြန်လည်ချက်ပြုတ်ထားတဲ့ဖက်ဖက်ဟင်းကိုဘသူတွေကစားလဲဆိုရင်တစ်နေ့လုံးကတစ်နေ့စားရတယ်စည်ရသားတွေကစားကြပါတယ်အများမြင်မှာတော့ဒါကမတန်ရှင်းတဲ့အစားအစာဖြစ်ပေမဲ့စားသုံးသူတွေအတွက်တော့လက်တော့တာအလားပဲဖြစ်နေပါတယ် ပြီးတော့ဆိုင်ရှင်ရဲ့လက်ရာကဖိမမမတ်နဲ့အလုပ်လုပ်ပြီးဗိုက်စာလာတဲ့လူတွေကိုထိတ်တန်းစပုံမှုတရားမီလီလောက်လက်ရာကောင်းမွန်နေပါသည်ပြီးတော့လေဒီဟိမျိုးကသူတို့တနေ့ကုန်တနေ့ကအလုပ်လုပ်လို့ရတဲ့ပတ်စံနဲ့ဆိုင်ရင်အတော်လေးကိုဈေးသက်သာနေပါတယ်ဒါပေမဲ့တကယ်တမ်းပြောရရင်သူတို့ကိုယ်တိုင်ကလည်းဒီဟိမျိုးကိုမမတ်ဆက်ဆက်စားကျင်လာတယ်လို့တော့မဟုတ်ပါဘူးသူတို့ရက်ပေါ်ထဲမှာစားစရာဆိုလို့ကောင်းကောင်းကင်ကင်စားတော့လို့ရတဲ့ဟင်းဆိုလို့ဒီဟင်းတစ်မျိုးပဲရှိနေတဲ့အတွက်ပဲဖြစ်ပါတယ်သူတို့တွေအနေနဲ့ဒီဟင်းမျိုးကိုမစားချင်ဘူးဆိုရင်အရင်ဆုံးပတ်စံရှိအောင်လုပ်ပြီးတော့ဒီရက်ွက်ထဲကနေထွက်သွားမှာပဲဖြစ်နိုင်ပါလိမ့်မယ်။ Fast Media ကတင်ဆက်ခဲ့တာကဖိလစ်ပိုင်နိုင်ငံကစင်ရဲသားတွေအဓိကစားတောက်နေရတဲ့ Fat Fat ဆိုတဲ့ဟင်းနီယာအကြောင်းပဲဖြစ်ပါတယ်။စင်ရဲလွန်းလို့အမိုက်ပုံကနေကောက်လာတဲ့အသားငါးတွေကိုပြန်ချက်ထားတဲ့ဟင်းတွေကိုစားနေရတဲ့ဒီဘဝတွေပေါ်ပြိတ္တတွေဘလို့မှတ်ချက်ပေးခြင်းပါတယ်။ပြိတ္တတွေရဲ့အမည်ကိုကိုမမရေးပေးသွားဖို့ဖိတ်ခေါ်လိုက်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်။